ဇလိုင်းလာမဆရာတော်ကြီးရဲ့ Beyond Religion Ethics for a Whole World ဆိုတဲ့စာအုပ်ကိုအနစ်ချုပ်မြန်မာပြန်ပြီးခေါင်းစဉ်ငယ်တစ်ခုစီကို audio book အနေနဲ့တပုတ်ချင်းဖတ်ပြပေးနေတာဖြစ်ပါတယ်။ဘာသာပြန်စာအုပ်ကိုကပ္ပကျင်ဝလို့နာမည်ပေးထားပါတယ်။ကပ္ပကျင်ဝပျော်ရွှင်ဖို့အတွက်ကျမ်းမာရေးနဲ့မိတ်ဆွေပျော်ရွှင်ဖို့အတွက်ကျမ်းမာရေးကအဓိကကြသလား ဒေချာပေါအဓိကကြပါလေ။နာကျင်နေတယ်မသက်မသာဖြစ်နေတယ်ဆိုရင် အပြူသဘောနဲ့နေနိုင်ဖို့ခက်တယ်ဆိုတာကိုသိထားကြပြီးသားပါ။ခန္ဓာကိုယ်ကျန်းမာအောင်ယူဆိုင်ဖို့ရည်ကြီးပါလေ။ကောင်းကောင်းစားဖို့လိုပါလေ။အေးရဝဖို့ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လည်းလိုပါလေ။မကျန်းမာမှာဖြစ်ပြီးဆိုရင်တင့်တော်တဲ့ဆရာဝန်နဲ့ပြတ်တာပြီ။ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာရပါလေ။ဒါဟာရှင်းပါလေ။ ဒါပေမဲ့ရုပ်ခန္ဓာကိုကျမ်းမာတာကိုပဲကျမ်းမာရေးလို့ယူဆပြီးစိတ်ဓာတ်ကြက်ခိုင်ကျမ်းမာရေးကိုလေးလျူရှုထားမယ်ဆိုရင်တော့မားနေပါပြီခန္ဓာကိုကျမ်းမာတာနဲ့ပျော်ရွှင်တာတို့ဟာအမြဲတမ်းကြီးတိုက်ရိုက်ဆက်သွယ်မှုရှိမနေပါဘူးခန္ဓာကိုကျမ်းမာတန်ဆွမ်းသူဟာပျော်ရွှင်နိုင်ပါတယ်မကျမ်းမာတဲ့သူလည်းပျော်ရွှင်နိုင်တာပါပဲအိုမင်းသူတွေကိုကြည့်ပါ သူတို့ဟာခန္ဓာကိုယ်ချိနဲ့နေပေမဲ့သူတို့မပြောရှင်ဘူးလို့မပြောကြပါဘူးခန္ဓာကိုယ်ကျမ်းမာတာဟာပြောဖို့အကြောင်းတစ်ခုဖြစ်ပေမဲ့အဓိကအကြောင်းတရားတော့မဟုတ်ပါဘူးပြောရှင်ဖို့အတွက်မှန်ကန်တဲ့အကြောင်းရင်းထဲမှာစိတ်အခြေအနေအထင်အမြင်စိတ်အားတက်ကြွမှုနဲ့သူတစ်ပါးအပေါ်ရွေးထွေးတဲ့သဘောတရားတွေပါဝင်နေပါလေအတူတူချိန်ဖြုံးဖို့နဲ့အတွေ့အကြုံတွေမျှဝေဖို့အတွက် ရင်းနှီးတဲ့မိတ်ဆွေရှိဖို့ရည်ကြီးပါလေတို့တို့တွေဟာအချင်းချင်းပေါင်းတင်ကြတဲ့လူမှုရေးတတ္တဝါတွေဖြစ်ကြတာရဲ့သူတစ်ပါးနဲ့ပေါင်းတင်ဆက်ဆံခြင်းဟာကောင်းကျိုးချမ်းသာရရှိဖို့ရည်ကြီးတာရဲ့အကြောင်းဖြစ်ပါလေဒါပေမဲ့မိတ်ဆွေကောင်းတဲ့မိတ်ဆွေစည်းဖဲချနိုင်ဖို့လိုပါတယ်ဝိဇိဒနာလူမှုအစဉ်အတန်းနဲ့အသွင်အပြင်တွေဟာလူအဖွဲ့အစည်းမှာစိတ်ဝင်စားစရာတွေဖြစ်ပါတယ် ဒါတွေကိုဘာကြောင့်အာယုံဆိုင်ကြတယ်ဒါတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေဟာကျုပ်တို့ကိုခင်မင်တာမဟုတ်ဘဲကျုပ်တို့ရဲ့ပိုင်ဆိုင်မှုကျုပ်တို့ရဲ့အချင်းတန်းနဲ့ကျုပ်တို့ရဲ့အပေါ်ယံအသွင်ပြင်တွေကိုခင်မင်တာရောမဖြစ်နိုင်ဘူးလားကျုပ်တို့ကဒါတွေကိုဆုံးရှုံးလိုက်ရပြီဆိုရင်ဘယ်လိုနေမလဲကျုပ်တို့ကမိတ်ဆွေလိုအပ်နေချိန်မှာကျုပ်တို့ဘေးမှာဒီလိုမိတ်ဆွေတွေရှိနေပါဦးမ မိษွေတွေချောင်ပြေးကြလိမ့်မလားအဲ့ဒီလိုမိษွေတွေဟာအရင်ဆုံးပျောက်ကွယ်သွားတတ်ကြပါတယ်အန္တရာယ်ရှိပါတယ်အပြန်အလှန်ဂရုစိုက်မှုနဲ့အပြန်အလှန်လေးစားမှုတွေကနေရရှိတဲ့ယုံကြည်မှုနဲ့တန်ရောစင်တွေအပေါ်မှာအခြေခံပြီးတော့မှပဲစစ်မှန်တဲ့မိဖွဲ့မှုကိုတည်ဆောက်နိုင်ပါတယ်ကိုဘေးမှာလူတွေရှိနေရုံအပေါ်ယံမိษွေပွဲမှုရှိနေရုံနဲ့ကြည်ကြံဆန်မှုကို ဖြေလျှော့ပေးနိုင်တဲ့ယုံကြည်မှုမရရှိနိုင်သေးပါဘူးမေတ္တာဓာတ်ကိုမခံစားနိုင်သေးပါဘူးတစ်ဖက်သားကိုဘယ်လောက်ကယူဆိုင်တယ်ဘယ်လိုလေးစားတယ်ဆိုတဲ့ကိုယ့်ရဲ့သဘောထားလည်းလိုအပ်ပါသေးတယ်အဓိကအကြောင်းတရားကကိုယ်စီပါပဲရှိပါတယ်နှစ်တွေတော့ကြာပါပြီစပိန်သွားခဲ့တော့ကခရီးရန်ပုံကြီးတစ်ပါးနဲ့တွေ့ခဲ့တယ် သူเจ้าနောက်ဘေးကသင်္ခန်းเจ้าမှာငါးနှစ်ကြာအောင်တပါးတဲ့ဧကစာကြီးကျင့်ထားတဲ့ပုံကြီးပါငါးနှစ်တာအချိန်အတွင်းမှာဘာတွေလုပ်နေခဲ့သလဲလို့မေးကြည့်တော့မေတ္တာဘာဝနာပွားနေတာလို့သူဖြေပါတယ်သူပြောပြနေတော့မှာသူ့မျက်လုံးတွေကလေးနက်တဲ့ခံစားချက်ကိုမြင်ရပါတယ်သူပြောတဲ့အင်္ဂလိပ်စကားကမကောင်းမိမဲ့နားလေခံစားလို့ရပါတယ်သိတ်ရှင်းပြနေကြ မလိုပါဘူးတယောက်တည်းနေပေမဲ့အထီးမကြံဘူးဆိုတာထင်ရှားပါတယ်ကိုကိုသူတစ်ပါးနဲ့အမှန်တကယ်ဆက်သွယ်ပြေးတာကကိုရဲ့ရွေးထွေးမှုနဲ့ကိုရဲ့ကရုဏာတရားပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းသင်းတွေအများကြီးရှိနေပြီးအချင်းကြီးလေးစားစရာကောင်းတယ်လို့ထင်ရတဲ့သူတွေဟာအထီးကြံမှုကိုခံစားနေကြရတတ်ပါတယ်အဲ့ဒီလိုပုံကိုယ်တွေအတွက်ဖြည့်ဆည်းကြတော့

But health is not just about the body. A strong, healthy body doesn't always mean happiness. A person with poor health can still be happy if they have a positive mind so real happiness comes from our thoughts attitude and kindness toward others finally let's talk about friendship it's important to have good friends to share our experiences and feel happy, but we should think about what true friendship means. အတွေ့အကြုံတွေမျှဝေပေးပြီးပျော်ရွှင်မှုခံစားနိုင်ဖို့အတွက်မိတ်ဆွေတငယ်ချင်းကောင်းရှိထားဖို့ရည်ကြီးပါတယ်မိတ်ဆွေစစ်ဆိုတာဘာလဲဆိုတာကိုတော့စဉ်းစားကြည့်သင့်ပါတယ် Some people may like us only for our money, status, or appearance. If we lose these things, will those friends stay with us? တချို့ကငွေကြေးဥစ္စာလူမှုအစဉ်အတန်းနဲ့အပေါ်ယံအသွင်အပြင်တွေကြောင့်ကျုပ်တို့ကိုနှစ်သက်သဘောကျတာဖြစ်နိုင်ပါလေ။အဲ့ဒါတွေဆုံးရှုံးလိုက်ရရင်အဲ့ဒီလိုမိတ်ဆွေတွေကျုပ်တို့နဲ့အတူရှိကြပါတော့မလား။ True friendship is built on trust, kindness, and respect. This type of friendship comes from our own good attitude toward others. ဒီလိုစစ်မှန်တဲ့မိတ်ဖွဲ့မှုဟာသူတစ်ပါးအပေါ်ထားရှိတဲ့ကျုပ်တို့ရဲ့ကောင်းမြတ်တဲ့သဘောထားကနေဖြစ်ပေါ်လာပါ

这门的表演舞也是不，没水缸的也是不，门口的脚力啊，琵琶的表演舞，这这么些呢，没水素的，刚才人家讲的老辈琵琶的，现在本地不，现在特别琵琶。这要古吧，这么加比，没水的古难呢，只讲江湖的那古，没啥人吧。